မရှိဘူးကျွန်တော်ဒါပဲတစ်ချက်အခုဒီရှိဒီအသေးတည်းအထိဒါပဲတီးလာတာပဲကျွန်တော်ဒီအလုပ်တခုမတွေးမိဘူးဗျဖက်ဆာဒီလိုပဲဒါနဲ့ပဲဒါနဲ့ပဲတော့ရှုပ်ရက်တီးလာတာဆိုတော့လေနော်ဒီကအဲ့လိုမျိုး ီချေဒီတက်ဒီရဲ့ချက်မှလည်းဟိုတချို့ကိစ္စတွေအစားပြန်စားဖို့လည်းတိတ်တော့မလွယ်ဘူးလေ你好，你对的小家一马三个，不晓得。哎，明啦吧？今朝那边堵塞嘛？哎，这样子吧嘞，今朝，哎，今朝我这好。 ဂီတလောကမှာလည်းကျွန်တော်မတူးလို့ပဲတီးကြတာပေါ့နော်ကျွန်တော်နာမည်ရင်းကတော့ဒုဆမာလို့အဲကျွန်တော်ဒီရန်ကုန်မှာစရောက်တာတော့ကျွန်တော်98ပေါ့နော်98မှာကလေးကမယ်တဆုံးကကျွန်တော်ခေါ်လိုက်တော့မယ်တဆုံးအရင်ရောက်ပြီးတော့အမမယ်တဆုံးမှာပဲ98ကလေးကနေဒီနေ့ထိပေါ့ဟုတ်တယ်ဟိုက audition အနေနဲ့တော့မဟုတ်ဘူးပေါ့အဲတော့ကတော့ဒီလိုပဲဦးစောဝင်းကခေါ်လိုက်တာမယ်တဆုံးထောင်နေ white ရင်းကြီးရတော့အဲ့လိုမျိုးမသိဘူးဒါပေမဲ့အဲ့လိုကဒါပေမဲ့အဲ့တော့ ခုကျွန်တော်အခုကိုလောဘကလည်းမဲ့တဆုံးမှတီးနေပြီလေသူတီးနေပြီဆိုတော့ကျွန်တော်ဒီကျွန်တော်လည်းဒီမှာကျွန်တော်လည်းဆယ်တန်းနဲ့ပဲပြီးသွားတဲ့နောက်ပိုင်းကျတော့အမကျွန်တော်လမ်းခေါ်လိုက်တာဒီမဲ့တဆုံးကိုရောက်လာတာဟုတ်တယ်ငယ်ဆုံးကကျွန်တော်ကျွန်တော်ရောက်ပြီးတော့အဲဟိုအပြောင်းလဲမရှိတော့ဘူးနော်ဟုတ်တယ်ဟုတ်တယ်ဘယ်ဆိုတော့ကျွန်တော်ကတော့ဘာလို့ဘာ7 7နှစ်လောက်ဆိုတီးပြီအဲ့ဒါအဲ့တော့ကျွန်တော်ကတော့အဲတုန်းကတော့ဟို ဆရာအတီကြားတော့မရှိပါဘူးလည်းမို့တင်ဆရာမြင်ဆရာတွေများတော့ဘာအဲ့လိုပဲအဲတီးတဲ့လူတွေရှိလဲအဲ့လိုလိုက်မေးရင်းနဲ့ပါညာအဲ့ပေါ်အကူတွေကလည်းအရင်ကတည်းကတီးနေကြပြီဆိုတော့ကျွန်တော်အကူတွေနဲ့ပဲလိုက်တီးရင်းနဲ့အဲ့ပေါ်ပထမဆုံးလက်ဦးဆရာတွေကတော့အကူတွေပေါ့ပြီးမှအကူတွေနဲ့အကူတွေရဲ့ဝိုင်းမှာတီးတဲ့လူတွေပေါ့အဲ့လိုမို့သင်ပေးချက်အဲ့လိုမို့ဒီမှာရန်ကုန်ရောက်တဲ့ချိန်မှာတော့ဟိုဟိုဦးအောင်စီမှာတော့တော် တော်လေးလာတဲ့ဥဩစကတန်တယ်လေအဲဘောဆွာနေကုစရှိကနေဆိုရင်ဝါလောက်ပါစကျွန်တော်59နှစ်လောက်တော့ဟုတ်တယ်မေဇုံမေဇုံအနေနဲ့59နှစ်လောက်တီးကြတယ်ပြီးချက်မှကျွန်တော်တို့ rules of sharing ဆိုပြီးဖြစ်သွားပြီးတော့အဲဘောဟုတ်တယ်အဲဘောဒါရရကျွန်တော်ရဲ့အဲလေဟိုအမကျွန်တော်တယောက်တည်းဆိုတော့အနေနဲ့ဆိုလဲဟုတ်တယ်ကျွန်တော်ဒါ ပရမပရမအောင်ဆုံးအတီယာနဲ့ပဲအဲ့ဒီမဲဇုံနဲ့ပဲစခဲ့တာပဲလေနော်ကုစရှိကရီးယားနဲ့ကျွန်တော်အဲကျွန်တော်တို့မဲဇုံအနေနဲ့2013ဆို2013အထိဆိုတော့ဒါကျွန်တော်တကယ်ကျွန်တော်လူငယ်ဘဝကတော့အမှကုံသွားတဲ့သဘောပဲလေပရမဆိုတော့အမတ်တရားတွေလည်းအများကြီးပဲအကောင်းဆုံးအကုန်ဘောနော်ပြီးတော့အပြားကြီးလည်းဥဇော်ပဲဆိုလည်းအများကြီးကျေးဇူးရှိခဲ့ပါတယ်ကျွန်တော် ေပေါ့အရင်ကတော့အတွဲခွေလောက်တာများကြတာဆိုတော်တော်များများနေတော့ဒီဖြစ်ကြပါတယ်။အင်းပင်တိုင်းအရင်ကတော့တော်တော်များပါတယ်ရှိတယ်ဟိုကိုအရင်ကဟိုကိုဖူးကျော်တို့အရင်ကဆိုလေဟိုကိုဟယ်ရီလင်းတို့ပါတော့နော်ဒါလည်းမကိုဟယ်ရီလင်းနဲ့ကိုဖူးကျော်တို့နောက်ပိုင်းအဲ့လိုတော်တော်များများနေလဲတွဲဖြစ်ပါတယ်။ဒါမျိုးတွေကတော့အိမ်ပေါ်အနေချင်းတော့ရှိတာပေါ့ဒါပေမဲ့လည်းဘယ်လိုပဲကျွန်တော်ကတော့ဘာလဲဆိုတော့ဟိုချစ်ချင်းချစ်ချင်း လူငယ်ဘဝနဲ့ချစ်ချင်းလာတာဘောနော်ဟိုဆက်ချောတဲ့အိမ်မှာချစ်ချင်းရောက်လာတာဆိုတော့ဒီလိုပဲကျွန်တော်တို့တွဲခေါ်ရတာပေါ့ဆိုမဆိုရအကြီးကြီးကတော့အဲ့လိုပဲခါကြတယ်သူတို့လည်းနည်းချော့ပြောရတာအေးပါတော့အဲ့လိုပဲကိုယ်လည်းအဲ့လိုသူတို့ပဲမသိတာရှိလဲသူတို့လည်းမေးသူတို့နဲ့ပဲအဲ့လိုလိုက်လို့ရတာပဲလေဒါကတော့အဲ့လိုဒီတော့အေးပါအရှုံးကတော့ဂျူချာဂျူချာလည်းတီးဖြစ်ပါတယ်တီးတယ်တီးတယ်အေးကျွန်တော်တို့အဲ့ ဲ့ဒီခေတ်တုန်းကတော့အဲဒီပေါ့ဒီဖြစ်ပါတယ်ဒီပေါ်အဲ့လိုကတော့ဟိုပါကျွန်တော်အဲ့လိုကကျွန်တော်အဲဤတော့သူ့ရဲ့ခွေသူ့ရဲ့ဝယ်တော့တကူတော့တကူတော့ CCTV ပဲဆိုပြီးအဲ့ကျွန်တော်လည်းအဲအဲလာပြီးစကားပြောရင်းနဲ့အဲ့မှာဒီသူ့ဟာသူ့တချင်းနေဒီဖြစ်တာပါနော်သူ့တချင်းနေဒီဖြစ်ရင်လည်းကျွန်တော်ရဲ့အလမိုးလေးဂျူဇာဂျူဇာအလမိုး pigeon dia busy le le tu le elo kita tro tu ye ins wa ye ti ra chalo instrument le le ne ne ti phit de so lo alu jan ni ba alu mo ba ho san project khu na khu lo san ho san ni san ni ဲ့ဒါက73 74လောက်ဖြစ်မှာ73 73 74အဲ့အဲ့ပဝင်ခြင်းနေဟုတ်တယ်ဟုတ်တယ်73ဆိုရင် reception အစားဖြစ်တယ်ဒီဘတ်ဒီဒီပမာမတီဖီချာရဲ့ music တော်မင်းများတော့ဒီဖြစ်တာပါဗျာဆယ်မမတီဖီရဲ့ music မရှိတာတော့မဟုတ်ဘူးမတီဘူးတာကြီးအများကြီးရှိတယ်တော်တော့ဟိုအအကြောင်းရင်းတစ်ခုတည်းတော့မဟုတ်ဘူးလေကျွန်တော်တို့ဒီအရင်တုန်းကမယ်ဒီဇုန်တွေဘာလို့နေဒီခေတုန်းကဆိုတာမကကျတော့အရင်တုန်းကကျတော့လေဟို အဲအဲ့ဒီတော့ရက်တိမှုပုံစံကဟိုဟိုကိုတိတ်ပြီးတော့မရေးချယ်ဖြစ်ဘူးလေလူများလာအတားဒီပေးတာများတာပေါ့အဲ့တော့ကလည်း copy ခစ်တယ်ပေါ့ copy ချင်းနေဆိုတော့ copy ကတော့အစုံအဲ့တော့ကလာဒီခိုင်းတာကတော့အစုံပဲလေဒီမှာ pop ပါမယ်တရုတ်ချင်း pop တွေရော heavy rock heavy metal အကုန်ပါတာပေါ့အဲ့ပါတော့အဲ့တော့ကတော့ဒီပေါ့နော်ဒါပေမဲ့အဲ့တော့ကလည်းကိုလည်းကြိုက်တယ်အဲ့လို heavy metal heavy ပညာကြီးတော့ emery ကြိုက်တာပေါ့နော်အဲ့တော့တော့ဒီဆိုင်တော့လည်းဒီနောက်ပိုင်းတော့လည်းဒါပေမဲ့နောက်ပိုင်းတဖြည်းဖြည်းကြာလာတဲ့အချိန်မှာကျတော့လည်းဟိုဘယ်လိုခေါ်မလဲတချို့ဟာကြီးကျတော့လည်းနည်းနည်းညီးငွေလာတယ်ဗျအဲပြီးတော့တခုရှိတာကလည်းဟိုဒီကောင်ကဟိုကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲအသက်ကြီးရဲ့အထိလည်းပြီးကျင်တာပေါ့ဒါပေမဲ့အဲ့မှာဆိုတော့တချို့ဟာကြီးကျတော့အခုအသက်ရဲ့နဲ့တိတ်မလိုက်တော့တဲ့ဟာကြီးလည်းရှိတယ်ဒါပေမဲ့နောက်ပိုင်းကျတော့အခုအသက် ကြီးစတိဆက်တီးလို့ရမယ်ဟာမျိုးလေးတွေလည်းကိုလိုက်ပြီးတော့အဲ့လိုအလိုက်တင်လေးတွေလည်းကိုပြောင်းလာတယ်လည်းရှိတာပေါ့နော်ကိုအတချို့ကလည်းအကြိုက်ကြီးလည်းပြောင်းသွားတာပေါ့ဟုတ်တယ်အရင်တော့ကတော့အုံတိုင်းအုံတိုင်းဒါအတီးကျင်တယ်ပေါ့အခုကျတော့လည်းတိတ်နားမခံနိုင်တာကြီးဖြစ်လာနော်ဒါတော့ပါပါပဲကျွန်တော်ဟိုကိုရဲ့အကြိုက်လေးတွေလည်းပြောင်းလာတာလည်းပါတယ်ပြီးတော့ဒီဒီဒီလမိုးလေးအဲ့မှာဟိုပါပေါ့ဂျားထဲမှာလည်းကျွန်တော်တို့ဒီဟို ဒီဒီကူပန်ထန်တို့ဘရိုနဲ့နော်ဒီအီတိုတို့နဲ့လည်းကျွန်တော်တို့ကဒီ jazz ပဲကိုလည်း like like ဒီကြတဲ့ခါကျွန်တော်အဲအဲ့လို like လေးလာအတူတူဒီကြအတူတူလေးလာအဲ့ပါသူတို့ကတော့ပုံစောတာပေါ့နော်ကျွန်တော်တို့လည်းသူတို့နဲ့ like ဒီနဲ့ပါနေတယ်ဆိုတော့တချို့ကလေးကြလည်းကိုကြိုက်တဲ့ဟာတွေလည်းညှိတဲ့ဟာတွေလည်းအမျိုးအများကြီးရှိရလေအဲ့လိုဆိုတော့အမေရိကန်ကကိုခံစားမိတဲ့ဟာကိုကိုခံစားနိုင်တဲ့လောက်ပဲဒီကြတာပဲလေဒါကတော့ကျွန်တော်ဟုတ်တယ်ဒီထားတာတော့ကိုခံစားမိတဲ့ဟာပါ ဟုတ်ကျွန်တော်အခုဒီတဲ့ဘန်ကတော့အခုကျွန်တော် Rose of Sharon လေးရှိပါသေးတယ် Rose of Sharon လေးကျွန်တော်ဆက်သွားနေရပါတော့နော် Rose of Sharon လေးဒီတယ်ပြီးရင်အခုဒီကျွန်တော်အခုဒီ Nano Road နဲ့ Eureka 106နဲ့လေးဒီတယ်ကျွန်လည်းဟာပြီးရင်ကျွန်တော်တို့ဒီအဲ Women to Road နဲ့လောက်ထားတဲ့ Agape Music လေးရှိတယ် Agape Agape Music နဲ့လေးဒီတယ်ပြီးရင်ကျွန်တော်တို့ဒီအဲ့